အဲ့တော့နိုင်ငံရေးမောင်းနှင်အားကောင်းဖို့ဆိုတာတက်လာတဲ့အစိုးရကိုပြည်သူလူထုတရလုံးကထောက်ခံမှအဲ့တော့ဒီအစိုးရကိုလူလေးပုံတစ်ပုံတော့ပဲထောက်ခံတော့ရယ်ဆိုရင်တင်မောင်းတယ်မောင်းနှင်အားဘလို့မှမကောင်းဖက်စီတူကကြွကြွလာရဲ့အသေးဆွဲအချစ်တော်ကိုဖြစ်လာတာပါလေအဲ့တော့ဒီရည်ရုံမျိုးတော့တော့ short တွက်တာ哦ကွာကြာဝါလူမျိုးလို့မဟုတ်ဘူးသွေးမကြောက်ဘူး အားလုံးပဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်လူခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ရှိတဲ့လူတွေထပြီးတင်ပြတဲ့အချိန်မှာနှစ်ယောက်ပဲပြောခွင့်ရပြီးတော့မိုက်ကိုသူတို့ဖြောက်လိုက်တယ်ရှာလို့မတွေ့တော့ဘူးအဲ့ဒီအချိန်မှာသူအရန်ကိုဒေါသထွက်သွားတယ်နောက်ထပ်တင်ပြတဲ့လူတွေကြတော့သူကအားမရတဲ့အတွက်ကြောင့်အောက်ကိုဆင်းလာပြီးတော့လူ့သမားတွေကိုသူပြောပါတယ်ပြီးတော့အောက်မှာစောက်ကြိုနေတဲ့လူ့သမားတွေဆင်ပါသူ့စီကိုတင်ပြစရာတွေအများကြီးရှိတယ်ဆိုတာသူသိတယ် โอเคကျွန်တော်မိသားစုကြီးဒါကတော့တစ်ချိန်လုံးကကျွန်တော်တို့အတွက်အလွန်အမတန်မှပျော်ရွှင်ခဲ့ရတဲ့အချိန်တွေပေါ့နော်အလုံသမားတွေရဲ့ခံစားချက်ကိုလည်းနားလဲတယ်အဲ့ဒီတုန်းကထိုင်းတို့မလေးရှားတို့တရုတ်တို့အမတန်မှကြောက်ရတဲ့ကျွန်တော်တို့ရဲ့အမေဒီ2020ကနေ2025ထိသာအုပ်ချုပ်ကြည့်လိုက်ထိုင်းမလေးရှားအာရှနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့ရွှေမြန်မာလုံသမားတွေတေချာတစ်ခုကနော်90ရာခိုင်နှုန်း ြည်တွင်းမှာအကုန်ဆင်းပြီးတော့ကိုယ့်လုတ်ကိုလုံနေကြပြီယုံကြည်မှုတွေနဲ့အခုတော့ဗျာဒီမှာလည်းလူတွေကိုရှင်းလို့လင်းလို့ဘယ်သူမှမရှိကြဘူးဒီကစေဘေးဆောင်ကတော့ဒီထဲမှာလူတွေကိုရှိကြတော့ပါဘူးဒီထဲမှာတော့စစ်သားတွေဝင်မလာနိုင်လေးပါဘူးစက်သားလို့မပြောနဲ့စက်ခွေးလို့ပြောလို့လင်းလို့ကျွန်တော်တဲလီလဲမြင်တိုင်းပါမယ်ဘလို့မဟုတ်ဘာမှဖြစ်သေးပါဘူးမြင်တော့ကတော့ပြေးတော့အိမ်မီရှုခံ ဒီကတော့စစ်သားတွေကရွာတွေကိုဝင်လာနိုင်တယ်လူသူတွေကကြောက်လို့ရှောင်ရတာဆိုတော့ဘာမှမဖြစ်ဘူးပေါ့ရွာတွေတခုဝင်မှဆိုလို့ကျွန်တော်တို့ညီမတွေကတော့ပြင်မထွက်ရင်းပါဘူးချင်းနေကြီးတော်တော်ဆိုးမှလာပြင်ထွက်မှာပေါ့နော်ဆိုင်ကယ်ကတော့ညီမတွေဆီကိုဆိုင်ကယ်ရန်နဲ့ပြင်ထားပါတယ်ကြောက်ကြောက်လန့်လန့်နဲ့နေထိုင်ရတယ်ကျွန်တော်တို့ကြေးရွာတွေကျွန်တော်တို့ပြည်သူတွေဒါဆိုရင်မိမသားတွေကိုပစ္စည်းလဲစိတ်မချလို့ပြန်လာကြည့်တာပေါ့နော်ခွေးတွေဝင်လာရင်တော့တိတဲ့အတိုင်းပဲနော် တွေ့သွားမှာအမတန်မှစိုးရင်မိပါတယ်မြန်မာလေးပစ္စည်းဆိုတာမသေးမချင်းပြန်ရှာလို့ရတယ်အဆက်ဆက်ယူဆိုင်ကြပါဟုတ်ကဲ့ခြေလာစွာတော့မြန်မာများနေကောင်းကြမ်းမှာကြလားခင်ဗျာကောင်းတယ်ဒီနေ့တော့ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲဘုရုံမူကြီးမြေအောင်လာတယ် အကူလိုက်မို့ဗျာနော်မဲကိုလိုက်ကျွန်တော်ထက်တဲ့အသက်နည်းနည်းကြီးတော့အကူလိုက်မို့ကြောက်တော့ကြောက်တယ်နော်အဲ့တော့အကူလိုက်တိနိုင်ပါရင်ကျွန်တော်တိနိုင်စီဘူးပေါ့နော်อืมအဲကျွန်တော်စကားလေးနည်းနည်းပြောခြင်းနဲ့ဗျာပြောအဲနည်းနည်းလေးအရေးကြီးပါอืมအဲ့တော့ဘာလဲဆိုတော့ဗျာကျွန်တော်အင်းစိန်ချင်းတော်မှာနေတော့အဲတည်င်းစာနေ့တိုင်းဖားပါအဲ့ဒီမှာ အခုတိုင်းဖအံခီးစင်ပေါ့နော်မကြသေးပါဘူးဖအံခီးစင်မှာအခုတိုင်းကျိုးသွားတယ်ဗျနိုင်ငံကြီးမောင်းနှင်အားကောင်းမှာစီးပွားရေးမောင်းနှင်အားကောင်းမှာအစီးပွားရေးမောင်းနှင်အားကောင်းမှာနိုင်ငံတော်ရဲ့ကာကွယ်စွမ်းမကားတွေတူတက်လာမှာပေါ့နော်စပါပြီစပါပြီအဲ့ဒီစကားအရမ်းမှန်တဲ့စကားပါအခုတိုင်းအဲ့အဲ့ဒါကိုကျွန်တော်သတင်းစာမှာဖားတော့တော်တော်ကြည်နက်သွားတယ် နိုင်ငံတော်ကြီးရဲ့တယောက်ကိုယ်တိုင်ကဒီလိုမှန်တဲ့စကားကိုပြောလိုက်ရင်ကျွန်တော်တို့တိုင်းပြည်ရဲ့เนาะအနာဂတ်ချိန်နေရာအများကြီးကောင်းလာပြီအများကြီးကောင်းလာအကျွန်တော်အရင်ပျော်သွားတယ်ထောင်ထဲမှာဩထောင်ထဲမှာကျွန်တော်ပျော်သွားတယ်အဲ့ဒီနေရာเนาะကျွန်တော်ကျွန်တော်နဲ့နီးစပ်တဲ့လူတွေလည်းထောင်ထဲမှာကျွန်တော်ပြောပြပါဘူးအဲ့တော့အကူလိုက်အဲ့တော့နိုင်ငံကြီးမောင်းနေတာကောင်းမှုဆိုတာ အဲ့ဒီမှာတော့ကိုလိုင်းပါအသေးစိတ်တွေပြောရတော့ကျွန်တော်မသိဘူးပေါ့နော်လာပြီလာပြီအဲ့တော့တင်းစားမှာအဲ့လောက်ပေါ်ပြကိုလိုင်းပြောတော့ပေါ်ပြအဲ့တော့နိုင်ငံရေးမောင်းနှင်အားကောင်းဘူးဆိုတာကိုလိုင်းညီလေးမြင်ပေါ့ကျွန်တော်မြင်ပါပြည်သူလူထုထောက်ခံမှုလိုအပ်တယ်နော်ဒါလည်းဒါဝင်လည်းကိုလိုင်းလက်ခံပါပါပြည်သူလူထုထောက်ခံမှပြည်သူလူထုအားနဲ့ပေါ့မှဒီနိုင်ငံရေးတစ်ခုကိုကျွန်တော်တို့ကမောင်းနှင်ရမှာ အဲ့တော့ပြည်သူလူထုထောက်ခံမှုလိုအပ်ပါတယ်ဟောအဲ့တော့အဲ့တော့မှန်တယ်နော်တက်လာတဲ့အစိုးရကိုပြည်သူလူထုတရလုံးကထောက်ခံမှနိုင်ငံကြီးမောင်းနှင်အားကောင်းမယ်အဲ့တော့မှစီးပွားရေးကောင်းမယ်အဲ့တော့မှဒီတိုင်းပြည်ရဲ့ကာကွယ်ရေးမောင်းနှင်အားလည်းကောင်းလာအဲ့တော့ပြည်သူလူထုထောက်ခံမှုမကောင်းရင်နိုင်ငံကြီးမောင်းနှင်အားလည်းမကောင်းပါဘူးအဲ့တော့ဘာနဲ့အလားအလာသူပြောဆိုတော့ ဥပမာ72ဘင်္ဂါကြီးဒီလို32ဘင်္ဂါကြီးမှာဒီအင်တင်နက်အင်ဂျင်ကြီးอ่ะ12000 cc ရှိပါ12000 cc ကပ္ပစတီရှိပါအဲ့ဒီ12000 cc ကမြင်းကောင်ကြီး300လောက်ရှိပါအဲ့တော့အဲ့ဒါကြီးနဲ့မောင်းမှဒါအင်ဂျင်နီယာရဲ့တွက်ချက်အင်ပြအပြင်းနဲ့ဒီ72ဘင်္ဂါကြီးอ่ะမောင်းနေရကောင်းပါလား ူရဲ့ဝိတ်ကိုလည်းတတ်မှတ်ထားတဲ့အချိန်တင်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီဆန်နဘင်ကာကြီးမှာနော်ဒီဒိုင်နာကင်တာပေါ့ဒိုင်နာအင်ဂျင်တို့ကင်တာအင်ဂျင်တို့နော်အဲ့ဒီအင်ဂျင်တွေတင်လိုက်ရင်အဲ့ဒီအင်ဂျင်တွေကအသုံးတောင်စီစီလောက်ပဲရှိပါတယ်။ဆိုတော့၄ဘုံတဘုံလောက်ပဲရှိတာပေါ့နော်တထောင်းတထောင်းနဲ့၃000 cc ဆိုတော့၄ဘုံလိုမြင်းကောင်ကြီးအားပြည့်လေ85កောင်လောက်ပဲရှိပါတယ် ။အဲ့ဒီ engine ကန်တာ engine လေးကိုဒိုင်နာ engine လေးကို12ဘိန်းကားမှာတင်ပြီးမောင်းမှာဆိုရင်ဒီ12ဘိန်းကားကြီးကရွေ့တော့ရွေ့မယ်မောင်းနေအောင်မကောင်းဘူး။ကုန်လေ။နည်းမမတင်နိုင်တော့။တပတ်ပါလေနော်။အဲ့တော့သူဒီကားဝိတ်ကြီးကိုယုံနေရတယ်ဖြည်း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 ပဲသွား။အဲ့တော့အဲ့လိုကွာသွားပါလား။အဲ့တော့ဒေဒီနိုင်ငံတစ်ခုမှာအစိုးရတစ်ခုကိုအင်ပြစ်အားပြီးထောက်ခံရင်12ဘိန်းကားမှာ 12000 cc မြင်းကောင်ကြီး300နဲ့မောင်းနာနဲ့တူတယ်အဲ့တော့ဒီအစိုးရကိုလူ၄ပုံ၃ပုံလောက်ပဲထောက်ခံတော့ရဆိုရင်အဲ့ဒီဆက်နှစ်ဘင်းကားကြီးမှာဟုတ်လား300 cc ၄ပုံ၃ပုံနော်12000 cc ရဲ့၄ပုံ၃ပုံမြင်းကောင်ကြီး300ရဲ့၄ပုံ၃ပုံ85កောင်အားတင်မောင်းနဲ့မောင်းနေအောင်ဘယ်လိုမှမကောင်းအဘယ်လိုမှမကောင်းရင်ဘယ်လိုမှအလုံးမဖြစ်တော့ဒီကားကြီးနဲ့စီးပွားရှာလို့လည်းမဖြစ်တော့ဒီသဘောပါအဲ့တော့ကျွန်တော် နော်ညီလေးပြောချင်တာကျွန်တော်ပြောချင်တာပြည်သူလူထုထောက်ခံမှုလိုအပ်ပါတယ်နော်အစိုးရပြည်သူလူထုအင်ပြည့်အားပြည့်နော်လူထောက်ခံမှုလိုအပ်ပါတယ်အဲ့တော့မှနိုင်ငံရေးမောင်းနေတာကောင်းမယ်အဲ့တော့မှစီးပွားရေးကောင်းလာမယ်အဲ့တော့မှကာကွယ်ဆုံးကားတိုးတက်လာမယ်အဲ့တော့မှတိုင်းပြည်အေးချမ်းသာရာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်လာပါဟုတ်ကဲ့နော်အကူလိုက်ဟုတ်ကဲ့ကျွန်တော်ကတော့ပါတယ်ကိုလိုက် ဦးငါမင်းစွေကြောက်တော့ကြောက်တတ်တယ်နော်အကိုလှန်အကိုလှန်နဲ့ဒါပေမဲ့ပြောတဲ့ဇကားတွေကကျွန်တော်တို့ဓမ္မဘက်တော်သားတယောက်ချင်းစီကတော့နားလည်မှာပါဗျဘလို့မှမဖြစ်နိုင်တဲ့ဇကားကိုပြောသွားတာပြည်သူလူထုကထောက်ခံစရာအကြောင်းမှမရှိတာပြည်သူလူထုထောက်ခံထားတဲ့အစိုးရရှိပြီးသားလေโอเคအများကြီးလည်းမပြောတော့ဘူးဗျာအများကြီးပြောရင်လည်းကျွန်တော်ဦးငါမင်းစွေကိုအရောက်ဖို့ရအကြသွားမှာဖြစ်တဲ့အတွက်ဒီဖဲကြီးပြောလဲပြောရဲတယ်နော်ထောင်ဆိုတဲ့အရသာကိုပဲတကယ်ပဲတွေ့နေတာလား ဖမ်းဆီးသူကကျူကျူလာအနာရောက်အောင်နှီးမျိုးစုံနဲ့ချင်းကက်လာလာတဲ့ကြောင်းနောက်ဆုံးမှာဖမ်းဆီးသူဟာကျူကျူလာရဲ့ရုပ်ရှင်နေပဲကအချစ်တော်တာသူဖြစ်လာပါတယ်လေအဲ့တော့ဖမ်းဆီးသူနဲ့ကျူကျူလာအကြမ်းမှာအမေသားဆိုတဲ့အခေါ်ပြောနေတဲ့လူပုဂ္ဂိုလ်ချင်းခိုင်မာတဲ့ယဉ်ကျေးမှုတွေရှိလာတဲ့ပြင်ရခိုင်ချင်းချင်းဖြစ်တာရောဖမ်းဆီးသူရဲ့မြောက်ပြပြောဆိုတတ်တဲ့ဘောမကောင်းလွန်းတာကြောင့်ရောဖမ်းဆီးသူဟာကျူကျူလာရဲ့အသေးဆွဲအချစ်တော်ကိုဖြစ်လာတာပါလေအဲ့တော့ကျူကျူလာက တံပိုးကြီးအမတ်စိတ်လက်ကန်ရီလက်လာလေးတွေကိုအလုံးနှစ်သက်တက်ပြီးတော့ခန်းစီသူကလည်းအဲ့ဒီအချက်ကိုသိထားတဲ့အတွက်ကြောင့်ဒေါ်လာထောင်တောင်းချီတန်းတဲ့တံပိုးကြီးလက်ကန်ရီတွေကိုဂျူဂျူလာစီကိုအမေ့အတွက်ဆိုပြီးတော့လက်ဆောင်တွေပေးဖို့ထပ်ပါသေးတယ်အဲ့တော့ဒီလိုလူစင်မမီတဲ့မင်းအောင်လာရေးဇနီးဂျူဂျူလာရီအချစ်တော်ဖြစ်လာတယ်ဆိုတော့ခေါင်းစီနေပါပဲအပြစ်ဂျူဂျူလာကတော့အချစ်တော်သားကြီးများစွာခါရှိလာတာပါတဲ့အဲလောက်ဆိုရင်တော့သဘောပေါက်လိုက်တော့ဟိုလူစင်မမီတဲ့မင်းအောင်လာရေးဂျဘိုးဟာ လူစင်မမီလာနေပေါ့ဘူးကျန်တာတွေပါအကုန်လုံးလူစင်မမီတော့ကျူကျူလာခမရမှာအချစ်တော်သားလေးများတော့ထားရှိပြီးတော့ဆွဆွစားနေလားမသိတာကဲကျူကျူလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဖက်ရက်ဖက်လူငယ်တွေကိုသားလို့ပြန်ခေါ်ရင်းနဲ့အချစ်တော်သားလေးများစွာပေါ်ထွန်းလာပါတယ်ပဲစစ်ဖက်မှာဆိုရင်ဘုံမူကြော်စောရဲဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားသူလေးဖြစ်ပါတယ်ကျူကျူလာဟာသူ့ရဲ့သားလေးများစွာကိုသူတို့နေထိုင်ရာအိမ်တော်တွေကိုတကားမရှိဓာတ်မရှိ အမြဲလိုလိုဝင်ထွက်ခွင့်ပြုထားပြီးတော့ဂျူဂျူလာရဲ့ဝမ်းမနာသားတွေအားလုံးကအင်မတန်လုံယုံကြီးထူထပ်တဲ့မင်းအောင်လာရဲ့အင်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခွန်းနဲ့တင်ဖြတ်ချော်ဝင်ရောက်ကြပါလေ။အဲ့တော့ဂျူဂျူလာရဲ့တားဖြစ်ခွင့်ရတဲ့အချစ်တော်တွေအနေနဲ့ကတော့ဝင်းကြီးဌာနရဲ့လုပ်ငန်းတင်တာပေါမေးတွေစီးပွားရေးနဲ့တပ်ထုတူဖို့ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်တွေရဲ့နိုင်ငံရေးခီးစဉ်တွေမှာလိုက်ပါခွင့်တွေအပါအဝင်အထူးအခွင့်အရေးအဖြစ်ဒီရရှိရတဲ့အပြင်ကျူကျူလာစီကိုလည်းတိုင်းရိတ်နှိမ့်စင် ဖုံးကိုဝင်နေလေရရှိကြပါတယ်လာပြီးဖက်စီသူတွေအရင်မရှုံးတဲ့ဝင်ကြီးဌာနရဲ့လုံပိုင်ဝင်တင်တာနဲ့တန်ကျောင်းတင်နေပြီးပါမိတယ်လို့အထူးခွင့်ရည်ပြန်လဲရရှိတာမို့သူရင်းလိုက်တဲ့အိတ်ဖိုးတဲ့တောင်အစာများစွာအမျက်ကြီးရရှိနေပါတယ်ဒါအပြင်ကျူကျူလာရဲ့အချစ်တော်ဖြစ်လာမှုကြောင့်စစ်တပ်ရဲ့ဝါရဖြန့်ဇလန်းတွေမှာခန့်စီသူကပဲပင်လိုက်ပြုံးဆောင်ဒါရိုက်တာတွေဖြစ်လာတဲ့ပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေလည်းကျူကျူလာနဲ့တမီးခင်သေးတဲ့တမောက နောက်ွယ်ကနေငွေချက်သိန်းထောင်ချီပြီးတော့ထုတ်ပေးနေပါတယ်ဂျူဂျူလာကလည်းဒီပါခီးစဉ်ပြန်လာတဲ့အခါမှာတားခန့်စီသူပြတ်ဆိုပြီးတော့လက်ဆောင်လေးဝယ်လာတတ်ပါသေးတယ်2022ခုနှစ်မတ်လအတွင်းမှာဂျူဂျူလာရဲ့တိုက်တွန်းမှုနဲ့မင်းအောင်လည်းကခန့်စီသူကိုလူမှုထိုးယုံစုတွေပါ ပေးရခဲ့ပါသေးတယ်လေ Okay ကိုတိပက်ကျေးဇူးအထူးတင်တယ်မအားလာကျင်စုကပေမမီတောင်းမမီဟိုဟာလဲမမီဆိုတော့ကအကုန်လုံးကိုတားတားဆိုပြီးဆွဲစားနေတဲ့အနေထားမှာရှိပါတယ်ဒီလိုအခွင့်အရေးတွေရနေလို့ခန့်စီသူကအပဘောကြိုက်နေတာကိုအပဘောမှဖြစ်နေတာရိုက်လိုက်ရင်လဲစစ်ကားတွေကြီးပဲပြည်သူဘလောက်မုံမုံသူတို့စားရတောက်ရရင်ကျင်နဲ့နေတဲ့အကောင်လေး အေးမင်းတို့ကောင်တွေတစ်ချက်မမှားပါစီနဲ့လို့ဆူတောင်းတယ်တစ်ချက်မှားတာနဲ့မင်းတို့ဘွားကပြပြမှောက်အသက်ပါဇတိရနိုင်တယ်နော်ဆက်ဆက် view site ပါအရာပါဖြစ်နေရဒုံနဲ့ထိုးကြီးကြောက်တန်ကိုရောက်နေတယ်တဲ့နဲ့ထိုးကြီးစိုးအောင်ကြီးဘယ်ရောက်နေဒုံနဲ့ဖြူမာလေးတွေပေါ့နော်နဲ့ထိုးကြီးစိုးအောင်ကိုစိန်ခေါ်နေတာပေါ့သွားလိုက်ပါအောင် ကြည့်ရတာတော့သွားသွားပြီးဖုန်းလေးထုတ်တက်တော်လေးရိုက်ပြီးပြန်လာတဲ့ပုံစံပဲဟိုကျွန်တော်တင်ထားတဲ့ကားပေါ်ကတုံလုံးလေးများတူပါသလားဘောမသိဘူးဗျဒါတော့တရားယူမွန်ရဲ့ဖြူမေလေးတွေဇောင်းကြွနေတာပေါ့နော်ကျွန်တော်တို့ကညီနောင်သွေးချင်းညီမသားချင်းကိုချင်းမစလို့ပြောတာမဟုတ်ဘူးအရှင်မဲလိုချင်တာအရှင်ကဲဘယ်လိုလဲဘယ်လိုငိုကိုကိုတော့ဝင်လို့ရပြီဒါပေမဲ့ နေပြီးလဲရမှာပြည်ကျက်တွေစိုးမတဲ့နေရာမျိုးသွားလို့မရဘူးဟမ်အခုဆောင်းတယ်ဘာပြောတယ်ဘယ်လိုတစ်ခုလုပ်တယ်ဆိုတာလေတိုက်ဝဲတစ်ခုတက်မယ်ဆိုရင်နောက်ကိုစုပ်ပြီးမှရှေ့ကိုတက်လို့ရတယ်ကွာဒါလည်းရှေ့ကိုတက်ရင်ပြုတ်ကျတတ်တယ်နောက်ကိုခြေတန်းဆုပ်ရတယ်မင်းကပြည်ကျက်တွေကိုမင်းတို့တော်တော်ရှော့တွက်တာဟုတ်ကွာကြောက်ဝါလူမျိုးလို့မဟုတ်ဘူးသွေးမကြောက်ဘူး ဘာလို့မျိုးကလက်နဲ့ကိုင်းလာလက်ပေါက်ပြတ်ကကြာပြီသူတို့ကတော့ကြောက်တာအမွေသားသမီးတွေကမကြောက်ဘူးနော်ဒီရက်ကလေးတွေသူမနေဘူးအားလုံးအထီးကကြေးသွားနဲ့အောင်အမြင်တိုက်နိုင်ရပါစေကွာဒီရက်ကလေးတွေဂုံယူတဲ့လေးစားတဲ့မင်းတို့ဂုံယူလေးစားတဲ့ဒီရက်ကလေးတွေ ဘူမိုက်ခဲတို့လေးစားတယ်။ Okay ဦးလေးကြီးပြည်တွင်းမှာနေပြီးတော့အခုလိုမျိုးပြောရတဲ့တက်တီကိုတော့လေးစားတယ်။ဒါပေမဲ့အဆအဆခယူဆိုင်ပါလွန်မြောက်နေပြီတခုဆိုရင်တော့ဒါမပြောလို့ပေါ့နော်။အခုလဲမိုးကုတ်မှာကျွန်တော်ညီနောင်ပူပေါင်းတက်ဖွဲ့တွေစော်နေပါပြီ။ခွေးတွေအရာရှိပါဝင်တော်တော်များများလဲမတာပေါ်နေပါပြီ။ကိုစီပြောသလိုပဲတနက်ကိုတရက်နှစ်ကုန်တင်ပြီးမိုးကုတ်ကိုလာကြလို့တော့တောင်းဆိုပြရစေ။ ဟုတ်ကဲ့ဂျေဇုတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့